အဲ့တော့ကျွန်တော်တို့အင်းလီစီကျွန်းမြောင်းဟိုတယ်တူပေါ့နော်မြက်ပေါ့နော်ကလေးဦးစီကျွန်းမြောင်းလို့လည်းခေါ်ပါတယ်ကျွန်တော်တို့ဒီငလင်နန်ကြောင်းလို့ပြည့်စည်သွားတာသွားတာတော့ခုမြင်ရတဲ့အတိုင်းပဲဖြစ်ပါလေဒီဖက်ချမ်းတော့အကုန်လုံးမီမီလောက်ပြူသွားတော့ပေါ့နော်ဒီမှာအဆောက်အုံကြီးကလည်းအောက်ပြူကြအောင်ကျွန်တော်ဒီဖက်ကလည်းအလုံးပြူတော့ဖြစ်သွားပါလေဟုတ်ကဲ့ တော့ကီလာရွာဖြစ်ပါလေနာပြစီမှုတွေကိုနေရှာနေတာနာကျွန်တော်တို့အင်းထဲမှာပြစီမှုအများဆုံးထဲမှာကြုံတွေ့ရတဲ့ရွာလေးဖြစ်ပါလေဆိုအိမ်နိုင်နီးနီးကိုပြတ်တယ်လို့ဖြစ်သွားပါလေအတီးပြောင်းလဲရမ်းများတဲ့ရွာပါ ကလာလားဒါကျွန်တော်ဇေယတိလေပြုံးတော့ပြုံးဇေယတိရောဖြစ်ပါတယ်ပြစီပြစီမှုအများဆုံးကျေးရောဖြစ်ပါတယ်ဒါကျွန်တော်တို့အိမ်ကြီးရတော့လုံးဝရေထဲကိုပြားဝင်သွားတော့ရှေ့ရတာကျွန်တော်တို့ထောင်တော်ကြီးပြားကြွားတဲ့ပုံကြောင်ပေါ့လေဘယ် ကြောင်းကြီးလည်းဘာမှမရှိတော့ပါဘူး။ဇေယကြီးရွာဖြစ်ပါတယ်။ရင်းလေးကန်နေရ။ဟာအခုစမွန်ကြီးမိမအေး။အော်ဒါကိုပြုံးတော့စမွန်ကြီးရေ။အော်ကန်ကြီးမိမအေး။အော်ဟုတ်ကဲ့ဟုတ်ကဲ့။အော်အော်ဟုတ်ကဲ့ဟုတ်ကဲ့ဒါကိုပြုံးရဲ့ညီမျိုးသမီးအိမ်ဖြစ်ပါတယ်။ 80ရာခိုင်နှုန်းလောက်ပျက်စီးသွားတယ်လို့သိရပါတယ်ကီလာကီလာရွာဖြစ်ပါတယ် ြောင်းအများများတဲ့ရွာဖြစ်ပါတယ်။မြင်တွေ့ရတာကတော့စိတ်မကောင်းကြပါဘူး။အဲ့ဒါခေါပားရွာခြေနေပါ။အဲ့ဒီငလေးကြီးကြောင့်လုံးဝကိုကြောက်ကြပျက်စီးသွားတယ်။ ဒီငလင်ကြီးမလာခင်တော့ကလည်းဒီမှာရေကြီးရေရှမ်းတော့ကဒီမှာရေကြီးတဲ့တန်းခံခဲရတဲ့ရွာဖြစ်ပါလေ။ဒါတော့လုံးဝရေကိုကျုပ်ပြတ်သွားပါလေ။